ိုင်မဲစရိုရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပရိသတ်တို့ကစောင်းရီးသူရေးမြက်တင်ရေးသားထားတဲ့တိမ်မီမျက်နှာကိုမြင်လိုက်ရသူဆိုတဲ့ဇလံလေးကိုနားဆင်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ရဲ့ဇလံလေးကိုတော့ကျွန်တော်လီလင်းကတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဆေးရဲ့မီးတောင်မေးလျံတွေကတပြည်လုံးကိုဝါမျိုးသွားခဲ့ပြီးအိုမဲအိမ်မဲဖြစ်ရခြင်းတည်ကြည်အနာရီရဖြစ်ရခြင်းခေါင်းမငတ်မို့ရခြင်းတကူဓမြတို့ရဲ့ရန်ကိုကြောက်ရွံ့ရခြင်းအစရှိသည်တို့ဟာ အဲ့ဒီစစ်မီးလျံရဲ့ဝါမျိုးချင်းကိုခံနေရကြအောင်တက်တယ်တွေပါဒါပေမဲ့စစ်ပြေလာခြင်းကိုကြိုက်ပြီးတော့နှစ်သက်နေမိသူတချို့လည်းရှိပြီးဒီနေ့မှာတော့ယော်ဒီယော်ကအိန္ဒိယရှိကိုလူတယောက်ကမြင်းတစီတနက်တလက်နဲ့တူရောက်ရှိလာပြီးတော့အဲ့ဒီလူတွေကိုအိရှင်ယောက်ျားတယောက်ကထွက်ပြီးတော့ကြိုဆိုလိုက်တဲ့အခါမှာအဲ့ဒီလူနှစ်ယောက်စလုံးကစစ်ပြေခြင်းကိုနှစ်သက်သူများဖြစ်ကြောင်းအခုလိုပဲတက်တည်ခံနေပါတယ်မြင်းမမလူကဘယ်လိုလဲချွန်းနိုင်တရားလုံးဒီပါစစ်ပြေးဖြစ်ကုန်ကြပြီ အုတ်ချုပ်ရည်လည်းပြက်ပြီဒီတော့ဒီချိန်မှာဘသူမှလည်းအေးယူမယ်သူမရှိတော့မင်းနဲ့ငါတို့ပွဲကြီးပွဲကောင်းပဲကွာစိန်ခေါ်ရင်တိမ်မော်တီလိုက်မယ်ဆိုတဲ့မင်းစကားတီးတယ်မို့လားအော်မဘာကြောင့်မတီးရမှာလဲကွာငါကလည်းဒီလိုချိန်မျိုးကိုစောင့်နေတာမင်းစိန်ရင်ငါစိန်ပေါ်ကွာကြက်တယ်လို့လုပ်လိုက်ဟဲ့အောင်ဘဲတော့လေဘဲချိန်လေဘဲနေရလေကောင်းပြီဒါဆိုငါပြောမယ်နော်ဒီနေ့ကစပြီးတော့နောက်၃ရက်တည်းတည်းနေရာကအင်းတိုင်းတော့အချိန်ကမနဲ့စေတိုင်း မင်းရောက်ပြီဆိုတာနဲ့တနက်တကျဖောက်လိုက်ဒါပဲဒီလောက်သာဖြစ်ပြီးမြင်းမော်ကလူကမခုမခန့်ပြုံးပြီးတော့လှည့်ထွက်လို့သွားပါတယ်ကြံနေသူကခါထောက်ရရင်နဲ့မြင်းထွက်သွားတဲ့သူကိုခက်တယ်နဲ့ကြည်နေလှမ်းပြီးကြည်နေပါတယ်ပါတင်နဲ့တွန့်ငိုင်တို့နှစ်ယောက်ကြားမှာရံပွားနေမှုကကြာမြင့်ပြီးတော့သူတို့ကတရွာထဲမှာအတူနေထိုင်ရင်းနဲ့တယောက်နဲ့တယောက်တပြည့်ချင်းတော့မုန်းတီးနေကြတဲ့လူတွေပါဘာတင်းကရွာတောင်ဘက်မှာနေပြီးထိုးခိုင်ကရွာအရှိဘက်မှာနေပါတယ် သူတို့နေအောင်စလုံးကြေးရွာမြေနဲ့ဖုံကြေးရက်တွေဖြစ်ပြီးတော့သူတို့တွေဟာမြေပိုင်ရှင် ကုန်တွေတွေဖြစ်ပြီးတော့တောင်သူလုပ်ငန်းကိုလည်းတပည့်တပန်းတွေနဲ့အကြီးအကျယ်လုပ်ကင်ကြပြီးတစ်ဖက်ကတော့တီးနေတွေကိုဝယ်ယူသူလုံးချင်းဖြန့်ဖြူးရောင်းချခြင်းတွေလုပ်ကြပါတယ်အဲဒီလိုနဲ့အလုပ်တို့အကြံတို့ဖြစ်နေခြင်းကသူတို့နှစ်ယောက်ကိုရန်သူတွေဖြစ်ရောက်ရှိသွားစေပြီးသူ့ရဲ့မြေကုမြေတွေကိုရည်သွေးယူတဲ့ကိစ္စတွေကအစပြိပခဖြစ်ရတယ်ခိုက်ရန်ဖြစ်ရပါတယ် ဒီနဲ့ဝယ်ယူရေးလို့ကိစ္စမျိုးတွေမှာပိုဆိုပြီးလောဘနဲ့အပြိုင်ဆိုင်အလူရဲ့ဝယ်ယူရင်းနဲ့ပုံမှုကြီးမားတဲ့အတိုက်ခိုက်တွေဖြစ်ပေါ်ပြီးတော့တခြားမြေယာကိစ္စငွေကြီးကိစ္စတွေလည်းရှိသေးပြီးသူတို့တွေမှာပြဿနာကအတော်လေးကိုစိုးပါတယ်ဒီနေ့မှာတော့လေလေးကိုရေးသွဲယူတဲ့ကိစ္စနဲ့ပတ်သက်ပြီးဝေစုမတရားကသူတို့ချင်းထိတ်တဲ့တွေ့ရပြီးပထမတော့သူ့လူကိုလိုအချင်းချင်းပဲပြိပခါဖြစ်တာပါနောက်တော့သူတို့ကိုယ်တိုင်ပါဝင်လာပြီးအဖွဲ့တစ်ဖွဲ့ကလေဝင်းထဲမှာ ရင်ဆိုင်ပြီးသွားပါတယ်လက်ဖွဲ့စလုံးမှာလက်နက်တွေခိန်ဆောင်ထားပြီးတော့တိုက်ကြခဲကြတပြဲကြတော့မလို့ဖြစ်ပြီးအဲ့ဒီအချိန်မှာတကြီးဖွဲ့ကရောက်လာပြီးတော့သူတို့ကိုဝင်ရောက်တားပြေးရပါတယ်အားလုံးအကျိုးရုပ်သွားနိုင်တဲ့အကြောင်းကိုလည်းရှင်းပြပြီးဒီတော့သူတို့တွေဟာလူပေါင်းရီပြပြတကြီးဖြစ်ဖြစ်မှုကိုလက်ခံလိုက်ပါတယ်နောက်နေ့မှာတော့သူတို့မြို့ရဲ့တည်ဝင်စင်ကောင်းမှုစတင်လို့သွားပါတယ်နေနေအောင်မထုံးကန်ရတကြီးပြောသလိုဒိုင်စားခေရပါထောင်ကျခေရပါကိုကြောက်လို့သာ နောက်ဆိုပေးလိုက်ရတယ်မက်မင်းတို့ကောင်မျိုးကိုတော့ဘယ်တော့မှမကြည့်ဘူးကွာငါကလည်းအတူတူပဲလေကွာမင်းနဲ့စည်ရင်မရှိရသေးတယ်မြတ်မပြီးသေးဘူးကွာတနေ့နေ့ရောတွေ့ကြသေးရပေါ့ကွာအေးစိတ်ချထားလိုက်ဘသူတွေကပုံနေတယ်လဲကြည့်ရနေရပေါ့အဲ့ဒီအချိန်ကကြမတရေဘောတော့မကြောင်နဲ့နော်စိတ်နဲ့ဟောင်းကြိတ်တဲ့လမ်းကနေကြိတ်တဲ့လမ်းနဲ့ထွက်ခဲ့စိန်ခေါ်ရင်တိမ်မော်ကြီးလိုက်ပါကွာအခုတော့အဲ့ဒီနေဟာစိုက်စိုက်မြဲမြဲရောက်ရှိလို့လာပြီးတော့ချင်းဆူထားတဲ့နေရာကို ဘာတင်ရောက်ရှိပြီးမကြခင်မှာအိန်းတိုင်းတို့အရှိဘက်ကတနက်တန်တစ်ချက်ကြားလိုက်ပါတယ်။သူအန်ကိုကြိတ်လိုက်ပြီးအရှိဘက်စီကိုတနက်နဲ့တစ်ချက်ချင်းပြစ်ခတ်လိုက်ပါတယ်။တိုက်ပွဲဆဖို့အသင်ဖြစ်ပြီးဆိုတဲ့သဘောပါ။တနက်တန်တစ်ချက်ကတစ်ချက်နဲ့တစ်ချက်တိတ်မဝေးလာပဲအကွာဝေးအပြင်ဂိုက်တထောင်နောက်သာရှိမှာပါ။ဘာတင်ကရှေ့မြင်ဝင်းကိုသတိနဲ့ကြည့်ရှုရင်းတဖြည်းဖြည်းတူးလာပြီးလက်ထဲမှာတော့တနက်ကအသင်အနေထားနေပါ။မကြခင်မှာတော့ ခိတ်သုံးရောင်လောက်အကွာဝေးမှာထိုးခိုင်လှုပ်ရှားမှုကိုစတွေ့ရပြီသူဟာတပင်းတပင်းကိုလှစ်ကနေပြေးခဲ့လိုက်ပါတယ်ဒီချိန်မှာတော့ထိုးခိုင်ပြစ်လိုက်တဲ့ကြည်တောင်ကအကာအွယ်ယူထားတဲ့တပင်းကိုလာမှန်ပြီးတိတ်ခေါက်တွေဟာဖွာကနေလွင်သွားခဲ့ပါတယ်ဒီနောက်မှာတော့သူတို့ညောက်ကပို့ပြီးတော့နှီးလာပြီးသူတို့ပြန်ကိုယ်ပြန်ဆိုသလိုပြစ်ခတ်လို့နေပြီးတော့တစ်ချက်တစ်ချက်ပြစ်ခတ်နေတဲ့တနက်တွေဟာတို့အုပ်ထဲမှာစုညံစွာမြေဟင်းလိုလေနေပါတယ်တဲဝေးကမကြလိုက်ပေကင်ညမာက ဘာတင်ဘက်ကိုမျက်နှာသာပေးသလိုဖြစ်ပြီးခက်မြန်မြန်ပွေတင်သွားစီပါလေဘာတင်ပြလိုက်တဲ့ကြည်တန်းကတက္ကိန်းကြောင်တစ်ခုကိုဖောက်ထွင်းလို့သွားပြီးတက္ကိန်းကြောင်ကျိုးလာပြီးတော့အောက်မှာရှိတဲ့ထုံးကန်ရဲ့ညာဘက်လက်ကိုဖျက်ရိုက်ချလိုက်သွားပါလေထုံးကန်ဟာပုံလေးသွားပြီးတော့လက်ကကျိုးသွားပြီးတနက်နဲ့လူနဲ့တခြားစီဖြစ်သွားခဲ့ပါလေဒီခါမှာဘာတင်လေးကောင်းကောင်းမြင်လဲရပြီးတော့တဟုံတို့ပြေးထွက်သွားလိုက်ပြီးထုံးကန်နားကိုရောက်တာနဲ့ခြေစုံရက်နေတဲ့ထုံးကန်ရေဝါကို တက်နဲ့နဲ့ချိန်ထားလိုက်ပါလေဘယ်နဲ့လဲကွာခွေးမလားဒါပွဲသိမ်းပဲမင်းတေဖို့လားပြင်ပြီတော့ကွာလို့လိုက်ပါ ပြစ်လိုက်စမ်းပါတေရဲတယ်ကွာတက်ကိုင်းချောက်တာငါဘုံမကြနိုင်အခုလောက်စင်မင်းလည်းရင်ပွင့်နေလောက်ပြီထိုးကင်ကခက်တန်စွာပြောပြီးဖာတင်ကလည်းဒေါသထွက်သွားပြီးတော့တနက်ခလုတ်ကိုဆွဲလိုက်တော့ပြင်ပြီးကမှတစုံတရာတွေးမိသွားပြီးစိတ်ကပြောင်းသွားခဲ့ပါလေကောင်းပြီကွာမင်းလို့ကောင်ကအခုမတက်တော့ရှင်မိုးပြီးတော့တေရအောင်လှုပ်ထားခဲ့မယ် ဒါမှမင်းတိမင်းမျက်နှာကိုကြာကြာကြည့်သွားရမှာကွာအဲ့ဒီလိုပြောပြီးဘာတင်းကလုပ်ငန်းစပြီးတော့တနက်ကိုလွယ်ကခါခါတမြောင်ကိုဖြုတ်ယူပြီးတော့အနီးမှာတွေ့ရတဲ့နွေကြိုးလေးကားအကြောင်းကိုခုတ်ယူပြီးနွေကြိုးတွေနဲ့ထုံးကန်ရဲ့ခြေလက်တွေကိုတုံအောင်လိုက်ပါတယ်ပလက်ဖြစ်နေတဲ့ထုံးကန်ရဲ့လျှော်ဝဲထက်အောင်ဝဲရလို့မှာငုတ်တွေကိုဆိုက်လိုက်ပြီးတော့ငုတ်နဲ့ထုံးကန်ရဲ့ခြေလက်တွေကိုမလုတ်တအောင်ပူရဲချီနှောင်ထားလိုက်ပါတယ် ပြပြောကြီးနေရစ်ပြီးတော့ကွာမကြခင်ရေတက်လာတော့မှာကွာအဲ့ဒီကမင်းကိုဘောကိုဖြည်းဖြည်းချင်းတက်လာပြီးတော့မင်းကိုဖြည်းဖြည်းချင်းတိမ်မင်းတိုင်းပြီးခေါ်သွားလိမ့်မယ်မင်းអော်ပြီးတော့အကူကြီးတောင်းရင်လည်းတောင်းမို့ကွာဒါပေမဲ့မင်းစီကိုလာမဲ့သူကတော်ခွေးတွေပဲဖြစ်မှာကွာချုံငယ်ဟာမျက်လုံးပြုတ်ကအန်ကိုကြိတ်ထားပြီးတော့အဲ့ဒီမျက်နှာကိုအားရပါးရကြည့်ပြီးပါတင်တယောက်လှည့်ထွက်လို့သွားပါလေတိတ်တော့မကြခင်မှာတနက်ကိုထမ်းပြီးတော့အေးအေးလူလူရှောက်လာတဲ့ပါတင်တယောက် တနီယာရောက်မှာတစ်ဖက်တစ်ချက်စီကဟုံကနေထွက်ပေါ်လာတဲ့လူတအိုးရဲ့ဝဲရဲ့ညင်ကိုခင်ရပြီဟေးလူလက်ထဲကတနက်ကိုအောက်ချလိုက်နော်ပြီးရင်လက်ပြောင်းလိုက်ညင်ညင်နေတော့ပြေးသွားမယ်ဘာတင်တယောက်လက်ပြန်သွားပြီးလူအုပ်ကလူအုပ်ရဲ့20လောက်ရှိပြီလက်နဲ့မျိုးစုံလေးကင်ဆောင်လို့ထားပါတယ်ဓမြနေမှသူချက်ချင်းတိလိုက်ပြီးတော့အမေတိုင်းတနက်ကို ပြေးချပြီးလက်ကိုမြှောက်ထားလိုက်ပါတယ်ဓမြတယောက်ကဘာတင်ရဲ့တနက်ကိုဝမ်းသာအားရကောက်ယူလိုက်ပြီး ဒီချိန်မှာဗတ်တင်းတွေကန်ဆိုးစင်နဲ့နောက်ဆက်တွေအကြောင်းအရာဇက်တိုက်ပေါ်လာခဲ့ပါတယ်။အောက်မှာလက်စာတတော်ဘသူများလေးမှတ်တယ်။တထေကြီးဥပါတင်မှာလားကွာ။တောသူတောင်သားတွေပေါ်မှာအမျက်ကြီးစားကုတ်သွေးဆုပ်ပြီးတော့ရုပ်မှရက်ဆက်ခဲ့တဲ့အရေးရှိကြီး။ဟဲ့အောင်လေအရေးရှိကိုအရင်ရှင်းနေကွာ။ဒီလိုလူမျိုးကိုတက်ပြတာကောင်းနေတယ်နေကွာ။လှမပေးနဲ့။တဲ့ရင်ဒီတိုင်းတော့မတက်ပါနဲ့ကွာ။စေရင်သားတွေပေါ် ဒဇိန်စိညင်းစံခဲ့တယ်လို့တို့ကလည်းပညာသားဘဝတက်ပါရမှာကဲသူ့ကိုဝိုင်းပြီးတော့ခေါ်လာခဲ့ဝိုင်းပြီးတော့ကျုံးနဲ့တုတ်ကြပြီးဒီနောက်မှာတော့စောင့်ကန်တဲ့သူကကန်တနက်တင်နဲ့စောင့်သူကစောင့်လုံးကြပြီးတော့သူ့ကိုခေါ်ဆောင်လာခဲ့ကြပြီးမကြခင်မှာချောင်းယိုးဘေးကိုရောက်လာပြီးဓမြတယောက်က ပြောလိုက်ပါတယ်ကဲတော်ပြီကွာအဲ့ဒီမှနေရကြဒီကောက်ဟိုတမန်ပေါ်တင်လိုက် မတင်ခင်မှာတမန်ဘိုက်ထက်ကပြင်တစ်ချက်ဆွဲခွာလိုက် သူ့တမန်ပေါ်မှာပက်လက်တင်ကျုံးလေးချီတည့်ရင်နဲ့တူမျောလွတ်လိုက်မှဒီကောင်ကချောင်းပြရောက်တာနဲ့တမန်ကလည်းရှီအောက်ကိုရောက်သူကလည်းတခါတည်းကိစ္စတော့မဟုတ်မဟုတ်ဘူးလားကျောင်းဘက်ဖွေရစီမံချက်ကိုတိလိုက်တော့ဘာတင်တယောက်မျက်လုံးပြူသွားပြီဓမြတွေကတကယ်လှုပ်ကြပါပြီသူ့ကိုတမန်ပေါ်တင်ပြီးတာနဲ့ဓမြတွေကတမန်ကိုရည်စည်းချောင်းနဲ့မျောလွတ်လိုက်ပါတယ်ဘာတင်ဟာကြောက်စိတ်ကြောင့်ဇိုးချွေးတွေပြန်လာပြီသူယုံကြည်တော့လေ ဘယ်လိုမှလှုပ်လို့တော့မရပါဘူး။တမ်မဟာတက်ရည်နေသူတရွေ့ရွေ့ဆန်တက်လို့သွားပြီးတော့ရေရီကလည်းကြောအောင်စီကစိတ်စိမ့်တော့ဝဲလာပါတယ်။သိမကြခင်မှာတော့တမ်မတွေကရေရီပြစ်လာပြီးတုတ်တစ်ခုသာလုံနိုင်တော့မှဖြစ်ပြီးတော့ရှိသမျှအားကိုစူးစီးကကြုံပြီးတော့အော်လိုက်မိပါတယ်။ခေဝန်ထဲမှာရေရီဟာပူပြီးတော့များပြီးတော့အခုဆိုရင် သူ့ကိုယ်လုံးရဲ့တပွက်တတာလောက်ကရေထဲမှာနှိမ့်ညွတ်နေပါပြီ။ဘာသင်းတယောက်မျက်လုံးတွေဝေဝါးလာပြီး ဒီတခါတော့တကယ်တရားတော့မဲလို့တွေးလိုက်ခြင်းနဲ့တူမြေကြီးတွေပါကြာလာပါလေအတန်ထွက်ပြီးတော့လေရှိတ်ကိုလိုက်မိပြီဒါပေမဲ့အဲ့ဒီအခိုက်မှာရုတ်တရက်ပေါ်လာတဲ့အရှိန်မင်းမင်းတခုသူ့မြင်လိုက်ပါလေမျက်လုံးပြူပြီးအလက်နဲ့ကြာခေါင်းငယ်ကြည့်လိုက်တော့ခေတ္တစင်းနဲ့တူအနာကိုကတ်လာတဲ့လူတယောက်ရပါအဲ့လဲအော်ဝမ်းလဲဝမ်းသာသွားပြီးဒီနောက်မှာတော့မတင်မဲ့စရာတွေဟာတခုပြီးတခုဖြစ်သွားခဲ့ပါလေအဲ့ဒီလေရှင်က ဘာတင်ရှိနေတဲ့တံပန်းစီကိုအတင်းဝင်ရောက်ပူးခဲ့လာပြီးလှေဝံနဲ့ကိုကြည့်လိုက်တော့ဟာဘသူများလေးလို့ဥပါတင်ကြီးပါလားဦးလေးရေရေနေတော့ဘာမှမဟုတ်နဲ့ဦးလေးကိုကျွန်တော်ခင်ပါလူငယ်ဟာလှေမြန်စွာလှုပ်ရှားလိုက်ပြီးတော့ပါလာတဲ့တမောင်နဲ့ကျိုးရီကိုအကုန်ဖြစ်ပစ်လိုက်ပါတယ်ချက်ချင်းဆိုသလိုဘာတင်ကအနောင်ဘက်ကနေလွတ်မြောက်သွားပြီးပလက်ဖြစ်နေရကငုတ်တို့ထန်လိုက်ပါတယ်ဝမ်းသာရင်ကျေးဇူးတင်ခြင်းနဲ့ကေတင်ရှင်ရဲ့မျက်နှာကို တစ်ချက်လှမ်းပြီးတော့ကြိတ်လိုက်ပါတယ်။အဲဒီမှာပင်သူ့ရဲ့ရင်ထဲမှာဒင်းငင်းမြည်သွားပြီးတော့လူကလည်းပါဇက်အဟောင်းသာကြက်တီတေလို့သွားပါတယ်။ဖြစ်ရပုံကတော့သူ့ရှိကအသက်တကယ်ကျေးဇူးရှင်ကတခြားသူမဟုတ်ပါဘဲနဲ့ရှန်သူတော်ထုံးကန်ရဲ့သားမောင်မောင်သာဖြစ်နေလို့ပါ။ကဲဦးလေးဒီဘက်ကိုပြောင်းတက်လိုက်ဖြည်းဖြည်းတက်နော်။ဦးလေးတကူလုံးကလည်းဒင်ယာရီနစ်ပါလားဗျာ။ဘသူကများဦးလေးကိုဒီလိုလှုပ်လိုက်တာလေဗျ။အေးလေး အုတ်ချုပ်ရီကလည်းပြစ်နေပြီဆိုတော့နေရာတိုင်းမှာလို့လို့လူတွေကထင်ရဆိုင်နေတာကျွန်တော်လည်းအဖေစာရလို့ကိုလေးကလည်းအမြန်ပြန်လာခဲ့တာဗျအဖေကရမလူတွေထွပြေးကုန်ပြီတဲ့မပြေးသေးတာနည်းနည်းပဲကျွန်တော်တွေကျွန်တော်ရောက်တာနဲ့နေရာပြောင်းဖို့စီစဉ်ထားတယ်ဆိုတဲ့ကြောင့်လှမ်းပြီးတော့အစာရေးလိုက်တာအဲ့ဒါနဲ့ကျွန်တော်လည်းအချင်းပြန်လာခဲ့တာဗျလက်မတပြောင်းတွေကိုကြောက်တာနဲ့တိုးလန့်နေပြန်လာတာအဲ့ဒီအတွက်ပဲဦးလီကန်ခုံးသွားတာတော့ချောင်းယုံနာရောက်တော့ဦးလီအော်တန်ကျွန်တော်ကြားလိုက်တယ်တံခါးကြီးပြစ်ထားတဲ့လေတစင်တွေ့ရတဲ့ ဲ့ဒါကျွန်တော်နေဦးလီတမန်တော်ကိုလိုက်လာခဲ့တာ အောင်မောင်းကတတွတ်ပြောနေပြီးပါတင်ကတော့ဆုံးဖြတ်ချက်တကူချပြီးဖြစ်ပြီးတော့မမောင်တားရဲ့လေပေါ်ကို ထမ်းမိတာနဲ့သူဟာပြာကြီးပြာရနဲ့လောဆော်လို့နေမိပါတယ်ခြေသူပဲငါတို့ရာ လောလောဆယ်လှေကိုမြေမြန်ကက်ပြီးစမ်းပါငါမှတရေးရှင်ရေးကိစ္စတခုရှိတယ်မြေမြန်လို့ဘာသေးဖြစ်နေပုံကိုကြည့်ပြီးတော့ထူးဆန်းတယ်လို့ဖြစ်သွားပေမဲ့မမောင်တားဘာသေးရဲ့ဆန္ဒအတိုင်းပဲကဲန်းကိုကက်ပြီးလိုက်ပါတယ်ဘာသေးတယောက် ရှေးဝန်းလေးကဓမြောင်ကိုကောက်ယူပြီးအမြန်ခုန်ချပြီးတော့တတော်တော်ပါဆိုသလိုတုတ်အုပ်ထဲကိုဝင်ရောက်လို့တွားပါတယ်။သူပြင်းနေတဲ့လောက်ပြေးပြီးတော့ဒဏ်ရာရကြောင့်မြင်မြန်မပြေးနိုင်ပေထုံလေးထုံလေးနဲ့စူးစားပြေးပြီးတော့အချိန်ကတိတ်မရှိတော့ပါ။ဒီရောက်တိုးနေမှာရေကတက်ပြန့်ထွက်နေပြီးသူထင်းနေတဲ့အချိန်မှာရီမဲရနေရာကိုရောက်သွားချိန်မှာထုံးခိုင်တယောက်နှာခေါင်းနဲ့ပါးစပ်ကလေးပေါ်ယုံသာကျန်တော့ပါတယ်။ဖာသေးဟာဝမ်းသာသွားပြီးတော့ချက်ချင်းပဲ ဘုံနဲ့တွဲကြည့်ထားတဲ့ຫນွေကြိုးတွေကိုအမြင်ဆုံးဖြတ်တော့ပြစ်လိုက်ပါတယ်။ကြိုးတွေဖြတ်ပြီးတဲ့နောက်ထုံးကရဲ့ဦးကောင်းကိုသပင်ကနေဆွဲတူကအပေါ်ကိုဖော်ယူလိုက်တဲ့အခါမှာတော့တဝူတဝါဝါတို့ရင်နဲ့ထုံးကရာငုတ်တို့ထထိုင်လိုက်ပါတယ်။မျက်နှာပေါ်ကရေတွေကိုလက်နဲ့တုပ်ကဘာသင်းကိုမော်ကြည့်လိုက်ပြီးဒီနောက်မှာတော့သူတို့နှစ်ယောက်လည်းမျက်တောင်မကက်စတန်စိုက်ကြည့်ရတာဖြစ်သွားခဲ့ပါတယ်။ဘာသင်းရဲ့မြင်မှာတော့ထုံးကရဲ့မျက်နှာပေါ်မှာအဲအောင်ဟန်ရဲ့ဝန်တာဟန်လက္ခဏာတွေ ပုံလေးလှနေလို့မထင်မင်းထုံးကရဲ့နှခမ်းတွေကတဆက်ဆက်တုံနေပြီးမျက်နာတစ်ခုလုံးလေးတွေးဆုပ်နေတာကြည့်ပြီးတော့ကို့လိုပါပဲလားဆိုပြီးတော့မှတ်ချက်ချမိပါတယ်တကယ်တော့လေဘလောက်ပဲတွေးကြည့်ရတယ်ဆိုဆိုတေမီမျက်နှာကိုလက်တွေ့မြင်ရပြီဆိုတော့ဘသူမဆို ဖြုံသွားရမှာသိကြပါတယ်တယောက်နဲ့တယောက်အတီတက်ကြီးဆိုတဲ့လိုရက်ထက်ပူပြီးရယူတော့မိုက်မေးတဲ့အရာလောကမှာမရှိပါဘူးနောက်ပြီးတော့အဲ့ဒီအဖြစ်ကိုအခုပင်ပွဲတွေ့တိကျရပြီဖြစ်ပြီးတော့ ၎င်းကတော့တက်တက်စားတဲ့တင်ငဲစာဖြစ်တယ်လို့ခံယူလိုက်မိရင်ဘာတင်ကထုံးကရဲ့မျက်နှာကို အငေးသားနဲ့စိုက်ကြည့်နေမိပါတယ်ဆက်လက်ပြီးတော့ပရိသတ်တို့ကစာရေးသူ ကောင်းတော်ရေးသားထားတဲ့ရွှေဘပြန်လာပြီဆိုတဲ့ဇလံလေးကိုနားဆင်ရမှာပါကိုကိုဖီဖီကိုကိုဖီဖီမင်းမတူလဲကွာကိုကိုဖီဖီကတောင်းမမမိဘူးထင်တယ်မင်းကငါမသိဘူးကွာဖီဖီတောင်းပါဖီဖီရဲ့အာမင်းငါသာမဟုတ်ပါဘူးမင်းမတူလဲ ကျွန်တော်ရှေးပါလေဘာဘယ်ရရှေးပါလဲကိုကိုဖိဖိရဲ့တောင်ရှေးပါလေအာမဖြစ်နိုင်ပါဘူးငါတောင်ရှေးပါတေးတာ6နှစ်တောင်ရှေးပြီဟုတ်ပါတယ်ကိုကိုဖိဖိရဲ့ဒါဖိဖိတောင်ရှေးပါပါမဖြစ်နိုင်ဘူးမင်းတို့ကမတည်ဘူးကွာဖိဖိကိုတတိယလို့ဟိုးဝေးကြီးကလာခဲ့တာပါကျွန်တော်ကဖိဖိစီကိုတတိယချင်းမြောက်ရောက်လာခဲ့တာပါဘာတတိယချင်းဟုတ်လားဟုတ်တယ်လေပထမဆုံးဘဝက ဖဖေးရင်ကြီးအောင်ခိုင်လေအောင်ခိုင်ဘဝကွယ်လွန်တော့ဒါရှေဘဖြစ်နေဒုတိယချင်း၆နှစ်တောင်ရမှာရှေဘကွယ်လွန်တော့ရှယ်ဝေးမှာလူပြန်ဖြစ်ပြီးတော့အခုကိုကိုဖဖေးစီကိုပြန်လာတာတတိယချင်းပေါ့မေမေတကယ်ပြောနေရလားရှေဘစကားဆုံးမှာဥမောင်မောင်တယောက်ရှေဘကိုဖက်လိုက်ပြီးအမူအရာတွေကိုကျင့်နေစွာကြည်ရင်နဲ့ပြောလိုက်ပါတယ်ဟာ ဟုတ်လားမေမင်းဟာရှေဘဖြစ်နေလိကျင်ရင်နဲ့ရှေဘရဲ့အမူအရာဇယိုက်တွေပြပြလာပြီးကွာ နောက်ထပ်နှစ်ကြိမ်သုံးကြိမ်တော့လှည့်ကြည့်လိုက်မင်းဟာရှေးပါဖြစ်တယ်ဆိုတာ အောင်မြင်လက်ခံနေတော့ပြီအမူအရာရပြင်ပြင်ပြီးဆိုတော့နှုတ်ဆက်လို့ရမယ်အလုပ်ကရောဘာလဲဆိုတာပြောပါဦးဟုတ်ကဲ့မမိပါနဲ့ဦးရှေးပါဟာပြောပြောဆိုဆိုနဲ့စွတ်တဲ့အင်ဂျီကိုလှမ်းရင်ဘက်ကိုပြပြီးတော့ရှေးပါကိုတူမူကျင်းနေမိပြီးဦးမောင်မောင်ဝမ်းသာလို့နေပါတယ်ဦးမောင်မောင်နဲ့ဦးအောင်မြင်တို့ဟာရန်ကုန်တက္ကသိုလ်မှာတွေ့ဆုံရင်းနှီးခဲ့ပြီးနေကလာတဲ့ကျောင်းသားတွေဖြစ်တာကြောင့် တက္ကသိုလ်အဆောင်မှာနေမိရကအင်းဝါဆောင်မှာတခန်းနေနေခဲ့ပြီးညီကိုလိုရင်းနေခဲ့တာပါဖွဲ့တီးတီးရပြီးတဲ့အခါမှာဥပမောင်ကဗန်မန်နေဂျာဖြစ်လာခြင်းဥအောင်ရှိမင်းဥအောင်မြင်းကရှေ့တိုင်းပိုင်ရှင်အမျိုးသမီးတယောက်နဲ့အိမ်တော်ကြပြီးတော့ရှေ့တိုင်းပိုင်ရှင်ဖြစ်လာပြီးရှေ့လုံငန်းနဲ့အသက်မွေးခဲ့ပါပြီဥမမောင်ဟာရုံးမေးရက်တွေမှာဥအောင်မြင်းရဲ့အင်းကိုတွားလိရှိပြီးတော့နှစ်ကာလကြာပြီးမှအဆက်အသွယ်မပြတ်ခဲ့ပါဘူးဥအောင်မြင်းကလည်းတိုရီယိုသားလေးရွှေဘကိုအလွန်ချစ်ပြီးတော့ ရှေပါကလည်းဦးမောင်မောင်နဲ့လွန်စွာရင်းနှီးပါတယ်ရှေပါလေးဟာစကားပြောတဲ့စအရင်မှာဦးအောင်မြတ်ရဲ့ညီအောင်ခိုင်ဝင်စားတယ်လို့ပြောပြီးတော့သူပြောတာကိုမယုံကြည်မိပေမဲ့အောင်ခိုင်ကသူ့သုံးဆောင်တဲ့ပစ္စည်းတွေကိုမှန်ကန်အောင် ပြတ်တာနိုင်နေပြင်ဦးအောင်မြတ်ကိုတခါတလေကိုကိုလိုလေခေါ်တတ်ပြီးတော့အောင်ခိုင်ဝင်စားတယ်ဆိုပြီးအကျွင်းမဲ့ယုံကြည်ခဲ့ပါတယ်ဦးအောင်မြတ်ရဲ့ဇနီးကိုဝင်ရှိတဲ့နှုန်းကလည်းအောင်ခိုင်ကတူလာနေမယ်ဆိုပြီးတော့မကြာခဏအိမ်မဲ့ပြေးထားကြောင် ရွှေဘဟာ အောင်ခိုင်ဝင်စားတယ်ဆိုပြီးအခိုင်အမာယုံကြည်လို့ထားပါတယ်။ရွှေဘကကိုကိုဖီဖီလို့ခေါ်တာကိုဦးအောင်မြိုင်ကကျင်းနေပြီးရွှေဘဟာညံကောင်းပြီးတော့လိမ္မာရင်ကြီးပြီးရုပ်ရည်ကလည်းတန့်ပြဲတော့မြင်သူတွေကလည်းချစ်ကြပါတယ်။ဦးမမောင်ကိုကလည်းအလောခင်နေပြီးရွှေဘလေးဟာကံမကောင်းတာကြောင့်တက်ဆိုးမရှိပဲချောင်းနေတာရောက်မှတော့တငယ်ချင်းတွေနဲ့ရေကူးရင်းတိတ်ဆုံခဲ့ရပါတယ်။မိဘတွေဟာတူရီတော်သားလေးတွေအယုံမခံစားရပြီး နောက်တက်လဲကလေးမရနိုင်တာနဲ့ဥမောင်မြန်ဟာစိတ်ထိခိုက်ပြီးတော့ဆိုင်ကိုပိတ်စိတ်တွေလင်းနေခဲ့ပါလေဥမောင်မောင်ကဥမောင်မြန်ကိုအားပေးလိုတာကြောင့်အိမ်ကိုသွားပေမဲ့ဘသူ့ကိုမှအတွေ့မခံပဲရှောင်နေတာကြောင့်စိတ်မကောင်းလဲဖြစ်ရပါလေဥမောင်မြန်ဟာသူ့အလွန်ချွတ်တဲ့အညီအောင်းခိုင်ကတားရှိပါဖြစ်နေတပတ်ပြန်လဲရောက်လာတာကြောင့်ရှိပါကိုတားလို့တဲ့မျိုးညီလို့တွေ့ချစ်လို့မောအောင်ရှိနေရကရှိပါဆုံရှုံခဲ့ရပြီးစီးပွားရေးပါတိတ်ခိုက်ပြီးတော့အယူတပိုင်းပြစ်ခဲ့ပါလေ ။ဦးမောင်မောင်ကိုတော်ရီပေမဲ့ဦးအောင်မြင်ဟာလုံးဝအတွေ့မခံဖြစ်နေပြီ။ဦးမောင်မောင်လည်းဦးအောင်မြင်ရဲ့အင်ကိုမတော်တော့ဘဲနဲ့ရုံပိတ်ရက်တွေမှာတရားရိပ်သားကိုသာရောက်ခဲ့ပါရဲ့။တရားရိပ်သားကိုတွားရင်းနဲ့ဒီနေ့မှာတော့ဦးစင်းတပါးနဲ့ရင်းနေခဲ့ပြီ။ဦးစင်းကတကြံရက်တွေမှာမြေအောင်မှာတရားစကန်ဝင်မှာဖြစ်တာကြောင့်ရုံပိတ်ရက်တွေမှာလိုက်ခဲ့ဖို့ခေါ်ပြီးလိုက်ပါမယ်လို့ဂရီပေးခဲ့ပါရဲ့။အဝေးပြေးကနေညနေရန်ကုန်ကထွက်လာပြီးရဲ့နောက် မနေ့စောစောမြေအောင်ကိုရောက်ခဲ့ပြီးမြေအောင်ရောက်တာနဲ့ကိုကိုလုံးတရားရိပ်တာကိုတွားပြီးတော့အဲ့ဒီအကြောင်းမှာတောတခုထဲမှာရှိပြီးတော့လူသူဝေးပြီးတောရိပ်ကိုခိုးရတာကြောင့်လုံးစွာငြိမ်သက်လှပါတယ်ကြည်လီယာမှာတစ်ပင်နေစိမ့်စိမ့်စိုးစိုးနဲ့တရားရှာမိဖို့လဲလုံးစွာမှကောင်းလာပါတယ်တကြံပိတ်ရဖြစ်တာကြောင့်တရားရိပ်တာကိုတရားဝင်မဲ့ယောဂီတွေရောက်လာပြီးရွှေအေးကလာသူတွေဟာဥမ္မောင်တယောက်သာရှိပါတယ်ဥမ္မောင်ကကျောင်းမှာနေထိုင်ရတဲ့ရက်တွေကို အစအစအကူအညီရစေဖို့ကျောင်းသားလေးတယောက်ကို တာဝန်ပေးထားပြီးကျောင်းမှာတော့ဘုံကြီးကျောင်းသား၃ယောက်ရှိပြီးတော့အလေးမအောင်ဖြစ်တဲ့မောင်ရွှေဝင်းလေးကိုတာဝန်ပေးထားပါတယ်။မောင်ရွှေဝင်းလေးဟာအသက်၆နှစ်သာရှိသေးပေမယ့်ဖခင်ရှိခိုးအမျိုးမျိုးမြေတားတို့ကိုချိန်ညက်အောင်ရှားပြီးတော့မောင်ရွှေဝင်းဟာအစအစကူညီတဲ့ပြင်အလွန်ကိုလိမ္မာပါနေပြီးတော့ဥမ္မောင်မောင်သဘောကျနေပြီးဦးစင်းလေးကဥမ္မောင်မောင်နဲ့မောင်ရွှေဝင်းတို့ရဲ့ဆက်ဆံရေးကိုကြည့်ကဥမ္မောင်မောင်ကိုပြောလာပါတယ်။တကားကြီး ဒီကလေးကိုအပြန်ခေါ်သွားပါလားတကကြီးနဲ့ပြေးလိုက်ပြစေတပည့်တော်ကဘယ်ကိုခေါ်သွားရမှာလဲဗျာတကကြီးမွေးစားဖို့ပြေးချင်နေကွယ်တပည့်တော်မှာတာကြီးပဲသုံးယောက်ရှိနေတယ်ဗျာတာသုံးယောက်တောင်မရှိရင်မောင်ရွှေဝင်းကိုညင်းစရာမရှိပါဘူးတပည့်တော်ကလည်းသူ့ကိုချစ်ပါတယ်ဗျာအီလီတကယ်မွေးစားချင်တယ်လို့တွေ့ရင်ပြောပါဗျာအလေးလုံးနဲ့ဒီနေ့မှာတော့ဥမ္မမဟာမောင်ရှိဝင်းရဲ့ရှင်ဘက်ကအမှတ်ကလေးကိုလှမ်းမြင်လိုက်ပြီမောင်ရှိဝင်း မင်းရင်မက်ကအမက်လေးကဘာဖြစ်တာလဲကွာမူရဲကပါတယ်အမက်ပါဦးမင်းကိုဘောမှာနောက်ထပ်ဘာမက်သားတွေရှိသေးလဲမရှိလို့ပါဦးဟာတိုက်ဆိုင်လိုက်တာကွာဗျာဘာတိုက်ဆိုင်တာလဲဦးဝေရှေဘာရဲ့ရင်မက်မှာအဲ့ဒီထဲကြီးတဲ့အနီးမက်ရှိကြောင်းဦးမောင်မောင်ကောင်းကောင်းသိပြီးတော့ဦးမောင်မောင်တွေ့ရင်နဲ့ကျင်းနဲ့နေပြီးမောင်ရွှေဝင်းကိုရှေဘာဝင်စားနေလို့ဖန်တီးနေမေးဆိုရင်မောင်ရွှေဝင်းရဲ့ဘဝကောင်းစားမှာဖြစ်ပြီးတည်တည်ချာချာကြည့်တော့မှမောင်ရွှေဝင်းဟာရှေဘာနဲ့လေ စိတ်နှူးသလိုမြေအောင်လို့လာပါလေဘဝဟောင်းကအကြောင်းနဲ့ဆက်ဆက်ပြီးပုံပေါ်လိုက်မယ်ဆိုရင်ဦးအောင်မြင်ကလက်ခံမှာတည်ကြပြီးမောင်ရှိဝင်းသာရှေမအဖြစ်နဲ့ဖန်တီးနိုင်မယ်ဆိုရင်အားလုံးအတွက်လည်းအဆင်ပြေသွားမှာပါအာလုံကောင်းကျိုးရှိမဲ့အလို့ကိုလုတ်တင်တယ်လို့တွေးမိပြီးဥရောမြန်ရဲ့အပေါ်ရာယီဖုံးွယ်ထမှုကိုနေသားနဲ့ကြဖြစ်ချင်းရောက်တော့မှဖွင့်ပြောလိုက်မယ်ဆိုရင်သူ့ရဲ့ဘဝလည်းပြောင်းလဲသွားနိုင်တော့မှမဟုတ်တော့ပါဘူး။မောင်ရှိဝင်းကတော့အရင်စပြီးစီယုံရမှာပါ။မောင်ရှိဝင်း တကြံရဲ့ကြော်လို့ဥယျံကုန်ပြင်မင်းကိုခေါ်တော့ဘူးဥစင်းကပြောနေတာမင်းလိုက်ပါလားဦးနဲ့တူတူနေရမယ်ဆိုရင်လိုက်ပါပေါ့အေးကွာဦးနဲ့တော့လိုက်ရမယ်ရန်ကုန်ရောက်ရင်တော့မောင်ရှင်ဝင်းရဲ့မိဘတွေစီကိုပို့ပေးမယ်လေကွာဦးနဲ့သာနေကျင်တာတချောင်မပို့ပါနဲ့တားရဲ့ဖေဖေကဦးတက်ကိုအများကြီးချက်တာလေကွာဦးတက်လည်းအဆဆရရတားရင်မောင်ရှင်ဝင်းသာဦးစကားကိုနားထောင်ရင်ချက်ချင်းတတိဘဝရောက်မှာနော်နောက်ပြီးတော့ပညာတကြီးလေးဖြစ်မှာကွာ မောင်ရှိဝင်းလေးဟာဥရောအမြင်ကိုမမြင်ဘူးမတွေ့ဘူးတာကြောင့်အတူမနေရေးပြီးစီယုံပြောဆိုရပါတယ်။တစားနေတစားနားလေလာပြီးနောက်ဆုံးမှာတော့အကျန်စီကိုလက်ခံအတီးပြုတ်ပြီးတော့သဘောတူတာနဲ့မောင်ရှိဝင်းလင်းကိုရှေပလိုအမိပြောင်းကအမိုးရအပြောဆိုတရန်တူအောင်တင် जा လေ့ကျင့်ပေးလိုက်ပါတယ်။တပည့်တော်ရဲ့လူရက်ကဥရောမြိုင်ပေါ်မှာမတရားရများရောက်နေမလားလို့တွေးနေစိတ်မကောင်းလေဖြစ်မိတယ်ဗျာ။อืมဒါပေမဲ့တကားကြီးရဲ့ ဥုံမြင်တွေ့ရောရှေဘတွေ့ရောကောင်းကျိုးရှိနေတာပဲဗျကိုကျိုးတွေလောက်တာမှမဟုတ်တာဒါအကျိုးဆောင်တဲ့ကိစ္စပဲအပြစ်တော့မရှိပါဘူးလေဥပဇင်းကလည်းဒီကလေးကိုတော့မခွဲနိုင်ပါဘူးကွယ်ဒါပေမဲ့မွေးထားဖို့ကလည်းမဖြစ်နိုင်တော့ပြီးရတာဥစဉ်ကကစုံလရောင်းရင်စာတင်ဖို့တော့ရတော့မှာကွယ်ဒီတော့ခေါ်သွားလို့ကလည်းမရဘူးတခုတော့မှားလိုက်ပြတယ်ကျုပ်ရန်ကုန်ရောက်ရင်တော့သူနဲ့တွေ့နေအောင်စီစဉ်ပေးဖို့ပဲပြောချင်ပါတယ်စိတ်ကြပါဗျာ ဦးအောင်မြန်စီကိုပို့ပေးရတယ်ဆိုတော့ကလည်းသူ့ရဲ့နောင်ရီကောင်းသားဖို့ပါတပည့်တော်သူ့ကိုလည်းရုံးပေးရတဲ့အချိန်တွားပြီးတော့တွေ့ရမှာပါဦးစင်ကြော့လိုက်နေသူနဲ့တွေ့အောင်စီစဉ်ပေးပါမယ်မြေအောင်ကနေညာထွက်လာတဲ့ကားနဲ့ရှေးဘားနဲ့အတူရန်ကုန်ပြန်လာပြီးညာဘက်ကားစီးရင်နဲ့လည်းမှားစရာရှိတာတွေမှားခဲ့ပါလေကဲရှေးဘားကားပေါ်စင်တော့ဟိုချန်နဲ့ကိုဝင်သွားတာမင်းရဲ့အဖေဦးအောင်မြန်ပဲကွာသူ့ကိုမိအောင်ပြစ်လိုက်သွားဦးအောင်မြန်ကိုတွေ့ရတဲ့ရဲရဲတာနှုတ်ဆက် ။သင်ထားတဲ့အတိုင်းအမောင်ရင်မရှိသေးနဲ့နော်။စကားဆုံးတာနဲ့ရှိပါလေဟာဥရောမြိန်နောက်ကိုပြေးလိုက်သွားပြီးတော့ကိုကိုဖီဖီကိုကိုဖီဖီတောင်းမမမိတော့လား။မင်းကဘယ်ရလဲမင်းကငါမသိဘူး။ကိုကိုဖီဖီရဲ့ဒါပါ။မင်းဘာတူလဲ။ရှိပါလေ။ဘယ်ရောက်ရှိပါလေကွာ။တကားဖီဖီသာရှိပါပေါ့။အာမဖြစ်နိုင်ဘူး။ငါသားရှိပါသေးတာချုံနေရှိပြီကွာ။ဟုတ်ပါတယ်ကျွန်တော်ကရှေးဘအစ်ပါ လွန်ခဲ့တဲ့ချောင်းတွေကတည်ပြီးတော့နောက်ဘဝမှာလူပြန်ဖြစ်ခဲ့တာဖီဖီကိုတွေ့ကျင်လို့လို့အဝေးရနေလာခဲ့တာပါတိတိချာချာကြည့်ပါအောင်ဖီဖီရဲ့မင်းငါသားရှိပါနေတော့စင်စင်တူသေးကွာဒါပေမဲ့ရှိပါတော့မဖြစ်နဲ့ရှိစက်ကုံလို့ဖီဖီစီကိုတတိယချိန်ရောက်လာတာပါတတိယချိန်ဟုတ်လားဟုတ်ပါတယ်ဖီဖီပထမဘဝဖီဖီရဲ့ညီအောင်ခိုင်ဖြစ်နေရောက်ခဲ့ပါတယ်အောင်ခိုင်ဘဝကွယ်လွန်တော့ရှိပါဖြစ်နေဒုတိယချိန်ရောက်တာပါရှိပါကွယ်လွန်တော့ ဟိုးဝေးမှာလူပြန်ဖြစ်ခဲ့တာတိတိဆာရွေတွေကဖိပိစီကိုလာကျင်တာပါအခုမှလိုက်ဖို့မဲ့လူရှိလို့ရောက်လာတာဟုတ်တယ်ကိုအောင်မြိုင်သူ့ကိုမြင်အောင်မှတွေ့လို့ကြုတ်ခေါ်လာတာဒူးစန္ဒာကသူ့ဟာကြုတ်ကိုတွေ့တာနဲ့မှတ်မိနေတယ်နောက်ပြီးတော့သူ့ရဲ့ဖိပိကိုတွေ့ကျင်တယ်လိုက်ဖို့ပြပါလို့တောင်းပန်တယ်တွေ့စာတော့ကလည်းကြုတ်ကဇဝေဇဝါပေါ့ဗျာနောက်မှသတိရပြီးအင်ကြီးလက်မီကြည့်လိုက်တော့ရှင်မက်ကအမှတ်ကိုတွေ့ရတယ်ဗျမင်းမင်းရဲ့ဘက်ကိုပြစမ်းပါဟာမင်းက ငါသားရှိပါဟုတ်ပါနဲ့နော်ကိုမြိန်မစိုးကိုရောမင်းမြင်ပါလားမစိုးခုပ်ပြီးပြလိုက်ပါအောင်များအော်ဟုတ်ကဲ့ဟုတ်ကဲ့မစိုးဒီမှာဘသူရောက်နေလဲလာပြီးကြည့်ပါအောင်ကွာအိမ်လေးကနေဘဝဖိုင်ဖိုင်အမျိုးသမီးတယောက်ဥမမဟာရှေဘကိုမျက်ရည်ပြလိုက်တော့ရှေဘလည်းအမျိုးသမီးစီကိုပြေးဖက်ပြီးဒေါ်စောကရုတ်တရက်အာအာတွေ့ပြီးတော့ဘလို့လောက်တာလဲမင်းဘသူလဲကျွန်တော်မမှန်မိတော့လားမမီးရဲ့တာရှေဘလဲဟုတ်တယ်မစိုး ကိုမမောင်ကနေဝသွားရင်နဲ့ရှေဘအတီလိုခေါ်လာခဲ့တာနဲ့ကြည်စမ်းမောင်ကဘာသာရှေဘမှရှေဘအစ်စ်ပဲကွာကိုမမောင်ဒါဘတုတ်ကလေးလေကျမစီရောက်လာတဲ့တောက်ကျမပြန်မပေးနိုင်ဘူးနော်ပြန်မပေးရပါဘူးဗျာကျွန်တော်အပိုင်ယူလာခဲ့တာပါကျွန်တော်ကတကြံရုံးမရဲ့နေမှာတရားစခန်းသွားဝင်တာဘုန်းကြီးเจ้าမှာတွေ့လာတာဗျာသူကကျွန်တော်မှတ်မိနေရလေဘလောက်များအဟောစရာကောင်းလဲဆိုရင်ကျွန်တော်တို့တော့မှတ်မိနေမိဘတွေလည်းတွေ့ကြမှာပဲဆိုပြီးတော့ခေါ်လာခဲ့တာ သူ့ရဲ့မိဘနှစ်ပါးစလုံးကွယ်လွန်သွားလို့တကောင်ကျက်လေးကိုမွေးစားပြီးတော့တကောင်ကျက်လေးကိုဘုန်းကြီးကမွေးစားထားတာရွှေဘာကတိတ်ကိုလိမ်မာတော့ဘုန်းကြီးကလည်းမပေးချင်ဘူးအဲ့ဒါအတင်းရအောင်တောင်းခဲ့ရတာဘုန်းကြီးကမှားနေသေးတယ်ရွှေဘာဟောမှမပြောရင်ချက်ချင်းပြန်ခဲ့ပါတဲ့အိုးပြန်တော့မခေါ်တော့ပါနဲ့ကျမတို့သားလေးကိုပြောင်းထားမှာပေါ့ရွှေဘာကလိမ်မာပါတယ်သူစကားပြောစအရွယ်လေးကသူ့မိဘနှစ်ပါးကိုဘဝဟောင်းကအကြောင်းကိုပြောပြီးတော့သူ့ကိုအရင်ဘဝတုန်းက ရှေဘဆိုတဲ့နာမည်ပေးဖို့တောင်းဆိုလို့ဒီနာမည်ကိုပေးခဲ့တာတဲ့မိဘနှမကစင်ရတော့ပယံအလုပ်ကိုလုပ်ရတယ်အိမ်မတယောက်တည်းမထားရလို့ဘုန်းကြီးအကြောင်းကိုပို့ထားခဲ့ရတာရှေဘလေးကလေမာတော့ဘုန်းကြီးကလည်းလက်ခံခဲ့တယ်ဒီနေ့တော့မိဘနှမလည်းအဝေးကိုကားနေသွားရင်ကားမောက်ပြီးတော့ကွယ်လွန်သွားခဲ့တာစီမရှိမျိုးမရှိမိဘကိုဘုန်းကြီးအကြောင်းကဦးစင်းကပဲစောင့်ရှောက်ထားခဲ့တာအဲ့ဒါကျွန်တော်မြင်တာနဲ့ပြေးလာပြီးတော့နှုတ်ဆက်တယ်မိဘတွေစီပို့ပေးဖို့လဲတောင်းပန်တယ် ကျွန်တော်လည်းအကျိုးကြောင်းပြောပြီးတော့ဖုန်းကြီးစီကနေတောင်းလာခဲ့တာပဲကိုမောင်မောင်ကျေးဇူးတင်ပါတယ်ဗျာကျုပ်သားကိုကျုပ်အကောင်းဆုံးပြုစုမှာပါကဲဒါဆိုရင်တော့ကျွန်တော်ပြန်လည်အောင်မယ်ကျွန်တော်လည်းရှေးဘဘတန်ရောစင်ရှိနေပြီဆိုတော့ရုံးပည့်ရတိုင်းလာပြီးတွေ့မယ်ဗျာဦးမောင်မောင်ရှေးဘအတွက်ယုံကြည်စိတ်ချစွာပြန်လာခဲ့ပြီးတင်းနှင်းကလေးနေတိုင်းမှာလည်းတွားရောက်တွေ့ဆုံခဲ့ပါတယ်ရှေးဘနဲ့တွေ့တဲ့နေရာမှာတိုးတက်မှုတွေများစွာတွေ့ရပြီးကြောက်အပ်ပြီးတဲ့နောက်ရှေးဘက ပုံမကြိုးစားခဲ့ပါလေ။ဖုန်ကြီးเจ้าမနေတော့ကမင်္ဂလာတုပ်ကိုကျင့်ရက်စွာရောင်ပြီးဖြစ်တာကြောင့်เจ้าမထူးချွန်စွာအတန်းတိုင်းမှာအောင်မြင်ပြီးနှစ်စဉ်နှစ်တိုင်းပထမအကြီးပဲရခဲ့ပါလေ။ဆယ်တန်းဆာမေးဝဲမှာငါးဘာသာဂုံတို့နဲ့အောင်ခဲ့ပြီးစေချောင်းတက်ဖို့စီစဉ်နေတဲ့ရှေဘအတွက်လည်းဂုံယူမိပါလေ။ရှေဘဆရာဝန်ဖြစ်ချိန်မှာမြန်အောင်ကဦးစဉ်လိုက်လာပြီးတော့ရှေဘနဲ့တွေ့ပေးလိုက်ပြီးတုံးရောက်တာတွေ့ဆုံချိန်မှာတော့တက်တလုံးဖုံးရခဲ့တဲ့လှုပ်ဝဲချက်ကိုဖွင့်ပြဖို့အချိန်တန်ပြီဆိုပြီး ။ဦးအောင်မြိုင်ကိုပြောတဲ့မပြောတဲ့တိုင်ပင်လိုက်တော့"음"အခုဆိုရင်တော့မိသားစုအားလုံးလည်းအစဉ်ပြေးနေပြီ။ဖွင့်ပြောရင်လည်းအကြောင်းထူလာစရာမရှိတော့ဖီဖီနဲ့မေမေတို့စိတ်နှောင့်ယှက်မဖြစ်အောင်တော့လက်ရှိအတိုင်းပဲထားစီကြပါလေ။ရှေးပိုင်းရဲ့တင်ပြချက်ကိုဦးစင်းကလည်းထောက်ခံပြီးဦးမောင်မောင်တယောက်အားလုံးကိုပြည်ပုံကားချဖို့စုံဖြဲလိုက်ပါလေ။ပြည်သက်တွေနားဆင်ကြရတဲ့ဇလန်လေးကတော့စာရေးသူကောင်းတော်ရေးသားထားတဲ့ရွှေဘပြန်လာပြီဆိုတဲ့ဇလန်လေးပါ။ ဆက်လက်ပြီးတော့လေခုလိုမျိုးစိတ်ဝင်စားပွဲရာဇာတ်လမ်းတွေကိုတင်ဆက်ပေးဖို့ရှိတာကြောင့်စောင့်မျှော်နားဆင်အားပေးကြပါအောင်ဗျာပရိသတ်များအားလုံးပဲစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့စေပေါ်လည်လာပါဗျာတိုးတက်ကြီးပါကြပါစေဗျာ